ပြေးချင်းအဲဆက်တီနဲ့ဆက်ရန်ရရင်လည်းလုပ်ရင်းနဲ့မှာပဲဝုန်းစုမထင်မှာပဲပြိုကျသွားတယ်ကျွန်တော်လည်းနောက်မှာရှိနေအဲ့ချိန်မှာဝုန်းစုပြိုကျသွားပြီးတော့အခုအရှိရပြန်ပြီးတော့မြန်နေပေါ့နော်ဆက်ရန်ရရင်တော့ချက်ချင်းရှင်းထုတ်ပြီးနေပေါ့နော်အဲတချို့ဆိုလည်းဒါဒီမှာရှိရဝန်ထမ်းတွေသူတို့ရဲ့ပစ္စည်းပစ္စည်းတွေထုတ်ပို့လေးတွေတော့ပြန်ရကြတာပေါ့နော်သူတို့အခုလေးပြန်ပြထုတ်သွားလေတော့တွေ့ရပေါ့နော်ဓာတ်ပေါ်ကြီးတော့လောလောဆယ်တော့မရှိသေးဘူးသို့တော့ထပ်ပြီးပြိုကျတဲ့အတွက်ဓာတ်ပေါ်ကြီးကတော့ တွေ့ခဲ့ရင်တော့ကျွန်တော်တို့ဟိုဟိုအခြေအနေမကောင်းဘူးပေါ့နော် ဒါဒီမှာကတော့ great wall ဟိုရောက်နေတာဗောနော်ရောက်နေမနက်ကရောက်ပြီးတော့နောက်ကနေပြီးတော့ပြပြချင်းအဲဆက်တီနဲ့ဆယ်ရန်ရိုင်းနဲ့လှုပ်ရင်းနဲ့မှာပဲဝုန်းဆိုမထင်မှာပြိုကျသွားကျွန်တော်လည်းနောက်မှရှိနေအဲ့ကျင်ဝုန်းဆိုပြိုကျသွားပြီးတော့အခုအရှိရပြန်ပြီးတော့မြန်နေဗောနော်ဆယ်ရန်ရိုင်းရဲ့တော့အချင်းရှင်းထုတ်ပြီးနေဗောနော်ဒါတချို့ဆိုလဲဒါဒီမှာရှိရဲ့ဝန်ထမ်းတွေသူတို့ရဲ့ပစ္စည်းပစ္စည်းရေထုတ်ပိုးလေးတွေတော့ ပြန်ရကြတယ်ပေါ့နော်သူတို့တို့အခုလေးပြန်ပြန်ထုတ်သွားတယ်လေတော့တွေ့ရပေါ့နော်သူတို့ဝန်ထမ်းတွေရဲ့ပစ္စည်းလေးပေါ့နော်ဒါလေးသူထုတ်သွားတော့တွေ့ရအဲ့တော့ရှာပွေတွေ့ရှိမှုကြတော့အဲဓာတ်ပေါ်ကြီးတော့လောလောဆယ်တော့မရှိသေးဘူးသို့တော့ထပ်ပြီးပြိုကျတဲ့အတွက်ဓာတ်ပေါ်ကြီးကတော့အဲတွေ့ခဲ့ရင်တော့ကျွန်တော်တို့ဟိုဟိုအခြေအနေမကောင်းဘူးပေါ့နော်ဟိုအဲ့လိုမျိုး ဖြစ်မှာတင်လေဗျာပထမတော့ Sky Villa လဲသွားတယ် Great Wall လဲသွားတယ်ပြီးရင်ခြားနေရာကြီးလဲလိုအပ်တဲ့နေရာကြီးသွားတယ်ပြီးတော့ Sky ဖက်မှာလဲသွားပြီးတော့သွားလို့ဖြစ်တယ်ဗျာဟုတ်ပြီးတော့ပြန်လဲထူထောင်ရေးအတွက်ကတော့အာအလှူငွေကတော့ပိုအစီအပြေပဲလို့ရှင်တယ်အလှူငွေနဲ့တို့တကယ်တကယ်ပြန်လဲအဲလုပ်ဝေးနိုင်တဲ့အရာပေါ့နော်ဟိုကိုလက်လန်းမီတလောက်ဆိုတော့အလူဝေလူတာတော့အကောင်းဆုံးပဲဖြစ်မှာဖြစ်နေတယ်ဟုတ်အာကိုစီဒူပလက်ကျွန်းနဲ့ထိုင်းရောက်မြန်မာအလုပ်သမားတွေစုပေါင်းပြီးတော့ပေါ့နော်သူတို့ရှိတဲ့ငွေလေးတွေစုစည်းပြီးတော့လှူဒန်းတယ်လို့ကြားပါတယ်အဲ့တော့ ဟိုမြန်မာချင်းချင်းကတော့ကိုမြန်မာလူမျိုးတွေဒုက္ခရောက်တယ်ဆိုရင်အကူအညီနဲ့စစ်ကြတော့အပြည့်ရှိတယ်။အဲ့လိုလူရမ်းပြီးတော့လည်းကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ရှိကိုလာပြီးတော့လူတန်းတာတော့55သိန်း5000လူတန်းတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့လည်းတကယ်ကိုထိရောက်တယ်တကယ်လည်းလိုအပ်နေတဲ့နေရာတွေကိုပြန်ပြီးတော့လူတန်းပေးပါမယ်လို့ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ် ဟုတ်ကျွန်တော်တို့ရောလလန်းမီသလောက်တော့အခုလည်းဟိုကိုလေကူညီရယ်စာပေးလက်ဆင်းပေါ့နော်ဘယ်နေရာမှာဘာလေးလိုလဲဘယ်လိုပစ္စည်းလေးလိုရယ်ထိအောင်မလဲဆိုတာကိုစဉ်းစားပြီးတော့အခုလူတန်းနေတယ်အခုလူတန်းနေမှာတော့ တော်တော်များများကလက်ရှိမိမိတို့ရဲ့နေအိမ်မှာမနေမနေရဲရအောင်ပေါ့နော်ဘာလို့အိန္ဒိယခိုင်ခန့်မှုအသိစိတ်မချရအောင်ပြီးတော့ငလင်းကလည်းနေတိုင်းလို့လို့အနေနဲ့များလှုပ်နေတာဆိုတော့မနေရဲရတဲ့အတွက်ဆိုတော့အပြင်းမာထွက်နေကြတယ်အဲ့တော့အဓိကတော့ချင်းချင်းချင်းကြိုက်တဲ့ပြဿနာပေါ့နော်ချင်းကြိုက်တဲ့ပြဿနာချက်နောင်လို့ရချက်နောင်သို့မဟုတ်မိုးရွာရဆိုလဲကျွန်တော်တို့မိုဘိုင်းတန့်လေးပေါ့နော်အဲ့လိုလေးကတော့လိုတယ်ပေါ့နော်ဒါလေးလိုတယ်တခါကြီးချုပ်ရက်ွက်တယ်ဆိုမီးမလာသေးဘူးပေါ့နော်မီးမလာသေးတဲ့အတွက်ဘာလို့လဲဆိုလာချက်ဆိုလာချက်နဲ့ဖုန်းအဓိကတော့ဖုန်းတွေအားသွင်းမယ် မီးထွန်းလို့ရမယ်ဆိုရင်ဒါဆိုလာချက်လေးကအဆင်ပြေပေါ့နော်အဲ့လိုပစ္စည်းလေးတွေတော့အဓိကလိုတယ်ပြီးရင်လည်းချင်မကိုက်အောင်ဖျန်းတဲ့ဈေးရည်လေးတွေဗာလေးဒါမျိုးလေးပေါ့ကျွန်တော်စဉ်းစားမိသလောက်ကတော့ဒါလေးလိုအပ်မယ်လို့ထင်တယ်ပေါ့နော်အဓိကတော့သူတို့သူတို့လောလောဆယ်ဖြစ်နေပြဿနာဖြေရှင်းဖို့တော့ကတော့ဒါဒါလေးလှူပေးရင်ပိုအဆင်ပြေတယ်အဲ့ဒါလေးတို့တော့ကျွန်တော်ဦးစားပေးပြီးတော့ပြီးတော့ဆိုလာမီးအိမ်လေးပေါ့နော်အမျိုးလေးလှုပ်လို့ထားပါရဲ့ဟုတ်အကုန်လုံးကတော်တော်များများအပြင်းမာနေကြတယ်မင်းကြီးကမိုးရွာလိုက်တော့အပြန်လှူအကုန်လုံး တော်တယ်တဆုဆိုခြံအောင်နဲ့ပဲနေကြလေခြံအောင်နဲ့ဆူဆွဲအိယာဆူဆွဲပေါ့နော်အဲ့လိုအဲ့လိုဖြစ်ကြပေါ့တောင်မြေမြောက်ပြေးပေါ့ပြေးပြေးပြရမှာပြေးအဲ့လိုဖြစ်တာပေါ့နော်ဟုတ်ကဲ့ပါဒီညနေပြီးတော့ကျွန်တော်တို့ဟိုပေါင်းလူတန်းပေးကြတဲ့လူရှင်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့လည်းဒါဟိုရှေ့တန်းမှာပေါ့နော်ဒီမှာလာပြီးတော့တက်နိုင်သမျှအကောင်းဆုံးဆောင်ရွက်ပေးနေပါတယ်အလှူတွေကိုလည်းဒီမှာလည်းဆောင်ရွက်သလိုအလှူအလှူလောက်ရမယ့်နေရာတွေကိုလည်းကျွန်တော်တို့ပေါင်းသွားပြီးတော့လူတန်းပေးနေတယ်ပေါ့နော်အဲ့ဒီတော့လူရှင်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်လို့ဟုတ်